င်္ဂလာပါကျွန်တော်တို့ရဲ့ Burma to US Note Channel ကနေជួសសួរပါတယ်။ American ပြည်သူမှနေထိုင်နေကျွန်တော်တို့မြန်မာပြည်ပွားတွေရဲ့ဘွားတွေကိုပို့ပြီးကောင်းမွန်စေမဲ့နိလန်းနေတိထားเสียဘူးတုဒအချက်လက်တွေကိုဒီ Channel ကနေ share ပေးနေတာဖြစ်ပါတယ်။ American မှာကတရက်ကိုရင်တိုက်မှု16000ကျော်ရှိတယ်လို့2022ခုနှစ်တုန်းက National Safety Council ရဲ့တွေ့ရှိချက်မှာဖော်ပြထားပါတယ်။မမျှော်လင့်ပဲဒီလိုမျိုးမတော်တဆအကား accident ဖြစ်တဲ့အခါဘာတွေလုပ်သင့်ပါလဲ။

ကားကမောင်းလို့မရတာတို့တယောက်ယောက်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာမျိုးဖြစ်တဲ့အခါဒီအရေးပေါ်အခြေအနေမျိုးမှာဆိုရင်911ကိုဖုန်းဆက်ပါအဲထိခိုက်မှုမများဘူးဆိုရင်တော့မြို့ကြီးတွေမှာဆိုရင်311လို non emergency နံပါတ်တွေကိုဆက်ပြီးတော့လဲရဲကိုခေါ်နိုင်ပါတယ်မဟုတ်ရင်လည်းကိုရောက်တဲ့နေရာနဲ့အနီးစပ်ဆုံးရဲဌာနကို online ကနေကြည့်ပြီးတော့ဖုန်းခေါ်ဆိုနိုင်ပါတယ်နောက်တစ်ဆင့်ကတော့တစ်ဖက်ကရင်မောင်းတဲ့အချက်လက်တွေဖလှယ်ပါသူ့ရဲ့နာမည် insurance အချက်လက် license နဲ့ကားနံပါတ်တွေကိုမှတ်ထားဖို့လိုပါတယ် နောက်တစ်ဆင့်အနေနဲ့ဓာတ်ပုံတဲ့ဗီဒီယိုကိုတက်တဲ့အဖြစ်ရိုက်ကူးထားပါလိုအပ်ရင်ရဲမှတ်တမ်းကိုယူထားပါဒီနေရာမှာရဲမှတ်တမ်းကိုယူရတဲ့အကြောင်းပြချက်ကဒီသူ့မှန်တဲ့ကိုမှန်တဲ့ချက်ချင်းအဖြစ်ထွက်ဖို့မဟုတ်ပါဘူးရဲမှတ်တမ်းယူထားခြင်းအဖြစ်နောက်ပိုင်းမှာနှစ်ဖက်ဒီ insurance company ကဘသူဘာပြောတယ်ဆိုတာကိုမှတ်တမ်းပြန်ကြည့်ဖို့ဖြစ်ပါတယ်ကိုကခန္ဓာကိုယ်မှာတစ်ခုခုထိခိုက်သွားတာမျိုးဆိုရင်လည်းအဲ့ဒီထဲမှာထည့်ပြောတင်ပါတယ် ဒီလိုပြောလိုက်ခြင်းအဖြစ် record ဝင်သွားပြီးတော့နောက်ပိုင်းစေးစရိတ်တွေပါတွေအတွက်စကားတိတ်ပြောစရာမလိုဘဲနဲ့ cover ဖြစ်သွားမှာပါနှစ်ဖက်ထွက်ဆိုချက်ယူပြီးသွားရင်တော့အဲ့ဒီ police report ရဲ့ number နဲ့ရနိုင်လို့ရှိရင်ဒီရဲရဲ့နာမည်နဲ့ဖုန်းနံပါတ်ကိုလည်းမှတ်ယူထားခဲ့ပါတချို့ကလည်းအခင်းဖြစ်တဲ့နေရာမှာပဲနှစ်ယောက်ညှိလို့ရသွားရင်တော့ရဲကိုမလိုတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်အတွေ့အကြုံအရတော့ရဲကိုခေါ်လိုက်တာကအချိန်ကြာပေမဲ့နောက်ပိုင်းဆက်ရှင်ရမယ့်လုပ်ငန်းစဉ်တွေအတွက်ပိုထောက်ကူဖြစ်တယ်လို့မြင်ပါတယ်။ နောက်ဆုံးကတော့ကိုယ့်ရဲ့ insurance company ကိုဖုန်းဆက်ပြီးတော့အကြောင်းကြားမှာဖြစ်ပါတယ်။ accident ဖြစ်ဖြစ်ချင်းအခြေအနေမှာမလုံတင်တာတွေကတော့အခြေအနေစကားများတာကိုယ့်အမှားပါလို့ဝန်ခံလိုက်တာဥမာ I'm sorry လို့ပြောလိုက်တာမျိုးပေါ့နော်။ဒါမှမဟုတ်ရင်လည်းဖြေရှင်းဖို့မကြိုးစားဘဲနဲ့ထွက်ပြေးသွားတာမျိုးတွေပါ။ဒါတွေကိုတော့ရှောင်တင်ပါတယ်။ အခုဆက်ပြောမယ့်အပိုင်းကတော့ကို insurance company ကိုဘယ်လို claim လုပ်မလဲဆိုတာပါ accident ဖြစ်ဖြစ်ပြီးချင်း24နာရီအတွင်းဒါမှမဟုတ်နောက်ကျဆုံး48နာရီအတွင်းမှာအကြောင်းကြားသင့်ပါတယ်ဖုန်းခေါ်တဲ့အခါမှာကိုယ့်ရဲ့ insurance policy number ကိုအလွယ်တကူကြည့်လို့ရအောင်လို့အနားမှာလည်းစောင့်ထားပါဘာသာပြန်ပေးဖို့စကားပြန်လိုအပ်ရင်လည်း insurance company ကိုခေါ်ခိုင်းလို့ရပါတယ်ဖုန်းခေါ်ပြီးဆိုတာနဲ့ကိုယ့်ရဲ့နာမည်ဘလို့ဖြစ်တယ်ဆိုတဲ့ accident နဲ့ဒီ accident ဖြစ်တဲ့နေရာကိုပြောပြပါ အဲသူတို့ကကိုမှားတာလားသူမှားတာလားလို့မေးပါလိမ့်မယ်ကိုဘက်ကအတက်နိုင်ဆုံးကြက်ကြလက်ကြပဲပြောပြပါအဲအမှားအမှန်ကတော့သူတို့ဆုံးဖြတ်ပါလိမ့်မယ်ပြီးတော့ကိုရိုက်ထားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုလည်းပို့ပေးဖို့လိုပါတယ်အဲဆိုတော့ဒီနေရာမှာကို insurance company ကဆုံးဖြတ်လာတာနှစ်မျိုးရှိနိုင်ပါတယ်နံပါတ်၁ကတော့ကို policy မှာပါတဲ့ collision coverage ကနေယူသုံးတာပါအဲ့ဒါတော့တခြားကားပဲဖြစ်ဖြစ်ကိုကအပင်ကိုဝင်တိုက်မိတာပဲဖြစ်ဖြစ် ပျက်စီးသွားတဲ့ပမာဏကိုကို insurance company ကပေးခိုင်းတာဖြစ်ပါတယ်။ခုနကနမူနာ policy အတိုင်းဆိုရင်တော့ဒီ deductible 500ကိုယ့်ရထဲကထုတ်ရမှာဖြစ်ပြီးကျန်တာကိုကုမ္ပဏီကနေထိတ်ခဲလုပ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးကကိုယ့်ဘက်ကမှားတာမျိုးတို့ဒီတစ်ဖက်လူကအမှားလုပ်ပြီးတော့ထွက်ပြေးသွားတာမျိုးတို့နောက်ပြီးတော့အကြောင်းတစ်ခုခုကြောင့်ကိုယ့်ဘက်ကတစ်ဖက်ကပေးတာကိုမဆောင်နိုင်ပဲဒီမြ мян ပြင်ကျင်တဲ့အခါမျိုးတွေမှာသာသုံးဖို့သင့်ပါတယ်။ဘာလို့လဲဆိုတော့ဒီကိုယ့်ရဲ့ insurance company ကိုပေးခိုင်းတာဖြစ်တဲ့အတွက်ကုမ္ပဏီကလည်း ဒီအတွက်ပရီမီယံဂျေးကိုဈေးတက်ယူမှာ ဖြစ်ပါတယ်။ Insurance ကိုယ်ဘက်ကဒုတိယရွေးချယ်နိုင်တဲ့လမ်းကြောင်းတစ်ခုကတော့ဒီကိစ္စမှာတခြား driver ရဲ့အမှားဖြစ်တယ်။ဒီအမှားကို police report တွေဘေးရမြင်တဲ့သက်သေတွေ camera တွေကလည်းအမှန်ကန်တယ်လို့ပြနိုင်နေဆိုရင်တစ်ဖက်လူရဲ့ liability coverage ထဲကယော်ဂျေးကိုကုတ်ကုံတွေဘက်က light တောင်းပေးမှာဖြစ်ပါတယ်။ကိုဘက်ကခန္ဓာကိုယ်ထိခိုက်သွားတာပဲဖြစ်ဖြစ်ကားပြင်စရိတ်ကိုပဲဖြစ်ဖြစ်တစ်ဖက်ကုံတွေကကြာခံပေးတာဖြစ်တဲ့အတွက် ကိုယ့်ဘက်ကပေးစရာမလိုသလိုပရီမီယံဂျေးတက်မှလည်းစိတ်မပူပါတော့ဘူးပေါ့နော်အဲ့တော့ဒီနေရာမှာမေကွန်းပေါ်လာတာကကိုကမမားတဲ့ဖြစ်ရပ်တွေမှာအခြေအနေကြောင်းကြောင်းကြောင်းကိုယ့်ရဲ့ collusion coverage ထဲကနေယူသုံးရင်ရော rate တက်သွားနိုင်လားဆိုတာပါရေဘူးရပြောရင်တော့ဒီပရီမီယံဂျေးတက်သွားနိုင်ပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကမားတာမဟုတ်တဲ့အတွက်ဘိုးလို့ဆိုရင်တော့ not at for accident မဟုတ်တဲ့အတွက်ကိုအမားဖြစ်ရင်တက်မဲ့ဈေးလောက်တော့များမှာမဟုတ်ပါဘူးဥပမာကိုကအမားဖြစ်လို့ 40ရာခိုင်နှုန်းလောက်ဒီပရီမီယံကြီးတက်မယ်ဆိုရင်ကိုအမှားမလုပ်တဲ့အတွက်တက်မယ်ဈေးကဒီ30ရာနေ20ရာခိုင်နှုန်းလောက်ရှိမှာဖြစ်ပါတယ်။ဒါပေမဲ့လည်း Geico တို့ Progressive တို့လိုအပါအဝင် Insurance ကုမ္ပဏီတော်များမှာက Accident Forgiveness လို့ခေါ်တဲ့တက်တာခွင့်ပေးတဲ့အစီအစဉ်လေးတွေရှိတတ်ပါတယ်။အထူးဖြင့်ဒါကိုယ့်ရဲ့ပထမဆုံး Accident ဖြစ်ပြီးကိုအမှားမဟုတ်ဘူးဆိုရင်သူတို့ဘက်က Short ပေါ်ပေးတတ်ပါတယ်။အဲဒါပေမဲ့လည်းအရင်ကဖြစ်ထားဘူးတဲ့မှတ်တမ်းရှိရင်တော့မလွယ်ပါဘူး။ ဆိုတော့ဒီ claim process ကိုဆက်ပြီးတော့ပြောရမယ်ဆိုရင်တော့ကိုက claim လုပ်ပြီးတဲ့အခါမှာအဲ့ဒီ claim number ကို insurance company ကပေးလိုက်ပါတယ်။ကုမ္ပဏီနဲ့ဒီကိစ္စကိုစကားပြောတာအတိုင်း email ပို့တိုင်းမှာအဲ့ဒီ number ကိုပြန်ပြောပြဖို့လိုပါတယ်။အဲ့မှာကို case တွေကုမ္ပဏီကနေ adjuster လို့ခေါ်တဲ့လူတစ်ယောက်ကိုတာဝန်ပေးလိုက်ပါတယ်။အဲသူတို့ကတော့တနည်းပြောရရင်စုံတော့တွေပေါ့နော်။ဘလောက်ပျက်စီးသွားလဲ၊ပြင်ရင်စရိတ်ဘလောက်ကုန်နိုင်လဲအဲ့အရာတွေကိုတွက်ချက်ပေးတဲ့သူပါ။ တုံတိုင်ုံ case မျိုးဆိုရင်တော့ကျွန်တော်တရက်နှစ်ရက်လောက်ပဲကြာနိုင်ပေမဲ့ကြီးကြီးမားမားဖြစ်ရတွေမှာတော့တပတ်လောက်ထိချိန်ယူနိုင်ပါတယ်။အများစုက email နဲ့ပဲဆက်သွယ်လုပ်ကြပါတယ်။ကိုဖုန်းထဲက insurance app မှာလည်းဘယ်အခြေအနေရောက်နေပြီလဲဆိုတာကို track လုပ်ကြည့်လို့ရပါတယ်။နောက်တစ်ဆင့်ကတော့ဆုံးဖြတ်ချက်ကြပြီးတေချာပြီးဆိုတာနဲ့ပြင်ဆင်မဲ့ကုန်ကြစီဘလောက်ပေးမယ်ဆိုတာထွက်လာပါတယ်။အဲဒီခါကျတော့သူတို့နဲ့ချိတ်ဆက်ထားတဲ့ workshop တွေမှာပြင်နိုင်တယ်လို့ကိုကြိုက်တဲ့နေရာမှာလည်းသွားပြင်ချင်းပြင်နိုင်ပါတယ်။ အဲပြီးရင်တော့ကိုကား workshop ပို့ထားလို့မစည်းနိုင်တဲ့အချိန်တွေမှာကားငှားဖို့အတွက်စီစဉ်ရပါတယ်ကုမ္ပဏီတော်များကတော့ဒီစရိတ်ကိုထည့်ပေးထားတာများပါတယ်။ဥမာတရက်ကို30နဲ့တပတ်စာလောက်ပေးထားတာမျိုးပေါ့နော်။ဒီနေရာမှာကိုကားကပြင်လို့မရတော့ဘဲနဲ့ total ဖြစ်သွားရဲဆိုရင်တော့သူကကားရဲ့ဒီကာလာပေါက်ဈေးတန်ဖိုးကိုပြန်လျော်ပေးလိမ့်ရှိပါတယ်။အဲ့လိုပေးပြီဆိုရင်ချက်ချင်းကောင်းနှင်းယူရာမျိုးမလုပ်ဖဲနဲ့သူတို့ပေးတဲ့ပမာဏက ကိုဒီကားမျိုးနောက်တစ်စီးပြန်ဝင်လို့ရတဲ့တန်ဖိုးဖြစ်ရလားဆိုတာအရင်စုံစမ်းကြည့်တင်ပါတယ်။အဲစုံစမ်းပြီးတဲ့အခါမှာသူဖြတ်တဲ့ဈေးကကြိုက်လားမကြိုက်လားဒီတန်ဖိုးကိုကိုက လက်ခံမခံပြန်ပြီးတော့အကြောင်းပြန်တင်ပါတယ်။ဒါတော့အမေရိကန်မှာမတော်ဆကားအက်စီဒန့်ဖြစ်တဲ့အခါဘာတွေလုပ်ရမလဲဆိုတာနဲ့နောက်ဆက်တွဲ claim လုပ်တဲ့လုပ်ငန်းစဉ်တွေအကြောင်းကိုကြိုတင်သိရှိနိုင်အောင်လို့စူးစီးတင်ပြပေးထားတာပါ။လူမျိုးအမေရိကန်ပြည်သူတွေကဘူတူတာနဲ့အုံဝင်မဲ့နီလန်းတွေကိုတည်ထားခြင်းနဲ့ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Burma to US Note Facebook နဲ့ YouTube page တွေမှာ follow subscribe လုပ်ထားနိုင်ပါတယ်။အားလုံးပဲသွားလန်းတာလို့နာလန်းဖြောင်ပြကြပါစေ။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးပါခင်ဗျာ။